Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးထဲမှာမျက်လှည့်ပြလိုက်တဲ့လိုမျိုးစာရင်းမှတ်မိသွားစေမယ်နီလန်လေးနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့အဆုံးထိတေချာပေါ့ကြည်ပေးဖို့တမြင်တရခံပါတယ်အဲဒီနေ့ကတော့ဒီမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ N1 N2 level ရှိတဲ့လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကားဝေါ်ဟာရာလေးတွေကိုလေ့လာတော့မှာဖြစ်ပါတယ်ဒါမဲ့လေမျက်စိတက်မှတ်အတွင်းမှာရေဘောကပ်တူအကုန်လုံးရသွားစေမယ်နီလန်လေးနဲ့ဒီတစ်ခေါက်တင်ဆက်မယ်ပေါ့နော်အဲ့တော့ပထမဆုံးကျွန်တော်ဘောကပ်လေးတစ်ခုထုံးစံတာအရင်ရေးလိုက်မယ်ဒီ diary ဆိုတဲ့ဘောကပ်လေးကိုရေးလိုက်မယ်ဒါရီဆိုတာကတော့တယောက်ယောက်ရဲ့ ကိုစလဲပေါ့နော်အရှေ့ဥစားလေးကကျွန်တော်ခါဝါတီအဲတယောက်ယောက်ရဲ့ကိုစားဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့ကျွန်တော်ကိုစလဲ representative ဆိုလို့ရှိရင် diary ဆိုပြီးတော့သုံးတယ် diary ဆိုပေါ့ကပ်လေးပေါ့နော်ဒါလေးရှိမယ်အဲ့တော့နောက်တစ်ခုကျွန်တော်ဒီမှာပေါ့ကပ်လေးတစ်ခုထပ်ပြီးတော့ရေးလိုက်မယ် rekind ဆိုတဲ့ပေါ့ကပ်လေး rekind ဆိုတာကတော့ understand နားလည်တာပေါ့နော် rekind ရှိမှရှိတာဆိုတဲ့အတိတ်ပဲမျိုးလေးပေါ့အဲ့တော့ ရိကိုင်ရှိမစတာဆိုလို့ရှင်နားလည်ပါပြီဆိုတဲ့အတိပ္ပယ်မျိုးလေးပေါ့နော် ပုံမှန်ဆိုရင်ကျောဝါခါရီမစတာဆိုတဲ့အတိပ္ပယ်မျိုးလေးနဲ့အတူတူပဲသူကနည်းနည်းလေးပို့ပြီးတော့အဲလေးလေးနည်းနည်းလေးပြောတဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲရိကိုင်ရှိမစတာကျောဟိုအဲ့ထက်ပို့ပြီးတော့လေးလေးနည်းနည်းပြောချင်တယ်ဆိုလို့ရှင်ရှော့ချီတရှိမစတာဆိုပြီးတော့ပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒါလေးကကြတော့ကိုလိုအပ်တဲ့ level အလောက်ကိုအဲတင့်တော်တဲ့နေရာလေးမှာထည့်ပြီးတော့တောင်းရမယ်ပေါ့နော်ဒီနေ့ကတော့ vocal ဖြစ်တဲ့အတွက် diary ဆိုတာကကို salary representative ဖြစ်တဲ့ရိကိုင်ဆိုတာကအဲနားလေတဲ့ဆိုတဲ့အတိပ္ပယ်မျိုးပေါ့နော်တစ်ခါလေးကြလို့ရှင်ကျောဒီလို ် re-guide တို့ဆိုလို့ရှင်သူတယောက်ကဒီဟာကိုဘယ်လောက်ထိနားလည်လဲဆိုတဲ့ဥစ္စာမျိုးပေါ့နော်အဲ့ဒါမျိုးပြောတာဘယ်လောက်ဒီဂရီတီတူနားနေနေလဲဆိုတဲ့အထိပဲမျိုးပေါ့နော်အဲ့တော့ဒီမှာကျွန်တော်က kaiset ဆိုတဲ့ vocab လေးကိုထပ်ပြီးတော့ရေးမယ် kaiset ဆိုတာက sesame suru ဆိုတဲ့အထိပဲပဲရှင်းပြရဲဆိုတဲ့အထိပဲပဲဒါပေမဲ့သူကနည်းနည်းပို့ပြီးတော့တိတိကျကျလေးပေါ့နော် ဒီ detail ပေါ်ရှင်းပြရဲဆိုရအထိပ်ပဲမျိုးလေးခိုက်ဆက်ဆုစုတုဆိုရစုတု buffly နဲ့တုံးတယ်ပေါ့နော်အဲ့တော့ဒီမှာ၃ခုရေးလိုက်ပြီးဒီလားဘာတတိထားမိလဲဒီမှာ diary နဲ့စုံတဲ့ရီကိုသွားတယ်ခိုက်ဆက်ဆက်ရဲ့ခိုင်ခိုင်လေးနဲ့ပြန်ပြီးတော့စထားတယ်ပေါ့နော်ဒီနေ့ video လေးကအဲ့လိုမျိုးလေးသွားမှာပေါ့နော် အဲ့တော့ဒီမှာဆိုလို့ရှိရင် diary နဲ့ဆုံးနေဆိုရင်ကျွန်တော်က read guy understand ဆိုတဲ့ vocabulary ထည့်လိုက်တယ်။အဲပြီးလို့ရှိရင် kind နဲ့ဆုံးတာဖြစ်တဲ့အတွက် kindness ရှင်းပြသည်ဆိုတဲ့စကားလုံးလေးဖြစ်လိုက်တယ်ပေါ့နော်။ပြီးတော့အဲ့တော့ကျွန်တော် set နဲ့ဆုံးတာဆိုတော့ဒီမှာ set to make ဆိုလို့ explain ပေါ့နော်။ရှင်းပြသည်ဆိုတဲ့စကားလုံးလေးရှိမယ်။ပြီးလို့ရှိရင်အမှ main နဲ့ဆုံးတာဖြစ်တဲ့အတွက်ကျွန်တော်ကနောက်အောက်မှာရေးမယ့် vocab ကကြတော့ make up ခုဆိုတဲ့စကားလုံးလေး make up ခုဆိုတာက clarify ပေါ့နော်။ကျွန်တော်တခုခုဆိုလို့ရှိရင်အဲ make up ခုနည်းစုတူဆိုလို့ရှိရင် အကုန်လုံးပေါ့နော်ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်တာအဲတိတိကျကျဖြစ်အောင်လုပ်တာဆိုတဲ့အတိတ်ပဲမျိုးပေါ့နော်များသောအားဖြင့်ဟို data တွေပဲဖြစ်ဖြစ် information တွေပဲဖြစ်ဖြစ်ပေါ့နော်နှစ်ဦးနှစ်ဖက်တိတိကျကျနားလည်နေအောင် clarify လုပ်တယ်ဆိုတဲ့စကားလုံးလေးကို make up ခုနီစုတို့ဆိုတဲ့အတိတ်ပဲမျိုးလေး ਨੇ တုံးပါတယ်အဲ့တော့ဒီမှာရေးထားတဲ့ backup ငါးခုရှိရပေါ့နော် diary representative recall understand ဖြစ်တယ် crisis အဲအသေးစိတ်ရှင်းပြတယ် summation ပြခြင်း make up ခု အဲ clarify လုပ်တယ်ပေါ့နော်ရှင်းလင်းအောင်ပြုလုပ်သည်ဆိုတဲ့အဓိပ္ပာယ်လေးအဲ့တော့ခခုနဲ့ဆုံးတာဖြစ်တဲ့အတွက်ကြောင့်အားလုံးသိတာပြီးသားခခုနဲ့ confirm ဆိုတဲ့စကားလုံးလေးကိုရေးလိုက်မယ်နင်းနဲ့ဆုံးတဲ့အခါမှာနင်းရှိခိဆိုတဲ့စကားလုံးလေးကိုရေးမယ်နင်းရှိခိနင်းရှိခိဆိုတာကသူတိထားတဲ့အရာနဲ့ကိုတိထားတဲ့အရာနဲ့ပေါ့နော်အဲ့တော့အာဆိုလို့နင်းရှိခိတဲ့အတ္တမစကားဆိုလို့ရှင်အဲငါနားလေနေရ မှန်ရဲ့လားပေါ့နော်ငါငါထင်နေရမှန်ရဲ့လားဆိုတဲ့အတိပဲမျိုးများသောအားဖြင့်အဲ့လိုကိုတိထားတဲ့အရာကို confirm လုပ်ချင်တဲ့အခါမျိုးမှာအဲ့လိုနင်းရှိခိပေါ့နော်အာခွန်နင်းရှိခိတဲ့အတ္တမစကာနင်းရှိခိအဝါဆဲလို့ပါတော့ကျွန်တော်ဒီခါကြရင်သုံးတယ်ပေါ့နော်နင်းရှိခိအဝါဆဲဆိုလို့ရှိရင် နင်ရှိခိအဝါဆယ်ရှိမှာရှော့ဆိုလို့ရှင်သူတိထားနဲ့ကိုတိထားနဲ့ကိုက်ညီလားမကိုက်ညီလားဆုံးဖြတ်တဲ့အခါမျိုးပေါ့နော်ပြောတဲ့အခါမျိုးမှာတုံးတဲ့တော်တော်လေးတုံးတဲ့စကားလုံးလေးဖြစ်တယ်အဲ့တော့နင်ရှိခိဆိုရဘောကပ်လေးကိုမှတ်ထားပြပါအနောက်ကရှိခိလေးကကြတော့ဒီလိုမျိုးအီရှိခိတို့ဘာလို့မှပါနေကြစကားလုံးလေးပေါ့နော်အဲ့တော့ရှိခိနဲ့ဆုံးတာဖြစ်တဲ့အတွက်ကျွန်တော်ကဒီတစ်ခါဘာဘောကပ်လေးရေးမလဲဆိုတော့အဲရှိခိဘတ်ဆိုတဲ့စကားလုံးလေးကိုရေးမယ်ရှိခိဘတ်ဆို identify လုပ်တယ်ခွဲချမ်းစိတ်ဖြားတယ်အဲဘယ်ဟာ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 ဆိုပြီးတော့တတိချာချာခွဲခြားတာကိုအဲ့လိုရှိခိဘတ်ဆိုပြီးတော့တုံး ်းတယ်ပေါ့နော်ဟိုတော်တော်လေးလုပ်ငန်းခွင့်သုံးဘော့ကပ်တွေဖြစ်တယ်ဒီမှာတွေ့ရတဲ့ဘော့ကပ်တွေကိုခတ်တယ်ဆိုပြီးတော့မကြက်လို့ရှင်ကျွန်တော် level လုံးဝမမြင်လာအောင်เนาะအဲ့တော့ဒါလေးတွေတစ်ခါလေးလိုက်ပြီးတော့ကြက်ပေးပါအဲ bit လေးနဲ့ဆုံးတာဖြစ်တဲ့အတွက် bit တူဆိုတဲ့ဘော့ကပ်လေးကိုရေးမယ် bit တူ Renakushima ဆိုလို့ရှင်အဲပြီးလို့ရှင်ထပ်ပြီးတော့ separate ဆိုတဲ့အတိတ်ပဲမျိုးတီးတန့်ထပ်ပြီးတော့ဒီဟာမဟုတ်ဖ ೇನೆ ပြီးရင်တီးတန့်ထပ်ပြီးတော့အကြောင်းကြားလိုက်ပါမယ်ပြီးရင်ထပ်ပြီးတော့ဆက်သွယ်လိုက်ပါမယ်ဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့ bit တူဆိုပြီးတော့သုံးတယ်တူ ဆိုတော့တူချူးဆိုတဲ့ပေါ်ကပ်လေးလမ်းခုလက်လမ်းတဝက်ဆိုတဲ့ရုပ်တရက်ပေါ့နော်တခုခုရဲ့ကြားဆိုတဲ့အတိတ်ပဲမျိုးလေးနဲ့တူချူးဆိုတဲ့ပေါ်ကပ်လေးကိုသုံးမယ်အဲချူးမြင်တဲ့အခါမှာချူးနဲ့ဆချူးနဲ့ဆတဲ့ပေါ်ကပ်တွေကတော့အများကြီးရှိတာပေါ့နော်ဥပမာချူးကိုခုဆိုလဲချူးနဲ့ဆတာပဲဒါပေမဲ့ business ပေါ်ကပ်ဖြစ်တဲ့အတွက်ကျွန်တော်ကဒီလိုမျိုးချူးရှင်းဆိုတဲ့အတိတ်စကားလုံးလေးကိုရေးလိုက်မယ်ချူးရှင်းချူးရှင်းကကြတော့အဲအဓိကပေါ့နော်အဓိကအဲအဓိကထားတဲ့ focus အလဲဘဟုဆိုတဲ့အဓိကအရေးကြီးရဲ့ဆိုတဲ့ပေါ်ကပ်မျိုးလေးပေါ့နော်ချူးရှင်းချူးရှင်းနေဆိုတော့ချူးရှင်း င်ဆိုတဲ့ podcast လေးရေးမယ်။ရှင်းနဲ့ဆုံးတာဖြစ်တဲ့အတွက်ရှင်းပိုင်းစိတ်ပူတယ်ဆိုတဲ့စကားလုံးလေးကိုရေးလိုက်မယ်။အဲ့တော့နောက်ကဒီမှာခူပါတို့နဲ့ဆုံးတယ်ပေါ့နော်။အဲ့တော့ခူပါတို့နဲ့ဆုံးတာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာဆိုလို့ရှိရင် high touch ဆိုတဲ့ podcast လေးကိုရေးမယ်။ high touch and two level ရှိတဲ့ high touch delivery ဆိုတဲ့စကားလုံးလေးပေါ့နော်။ high touch delivery touch နဲ့ဆုံးတာဖြစ်တဲ့အတွက်ဘာလေးရေးရင်ကောင်းမလဲ။ ထစေးဆိုတဲ့ vocabulary ကိုရေးမယ်ထစေးထစေးဆိုတာကကျွန်တော်မုခုဟျောတစေးလို့ပါအောင်သုံးတယ်ကိုရောက်ချင်တဲ့နေရာကိုရောက်သွားတာတို့ကိုပန်းတိုင်းနေပါတို့ရောက်ရှိသွားတာတို့ပါလို့ဆိုလို့ရှိရင်ထစေးဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ဒါလေးရှိမယ်စိမ့်နဲ့ပတ်သက်တဲ့အဲ့လိုကြီးပြင်းလာတယ်ရင့်ကျက်လာတယ်ဆိုတဲ့ဥစ္စာလေးစိချောဆိုတဲ့ vocabulary ကိုရေးလိုက်မယ်ချောနဲ့ဆုံးတာဖြစ်တဲ့အတွက် chalky ဆိုတဲ့ vocabulary ရေးမယ်ဒါကကြတော့ကျွန်တော် long term ဆိုတဲ့စကားလုံးလေးပေါ့နော် long term ကာလရှည်ပေါ့နော်အဲ chalky ခေခခုဆိုလို့ရှိရင်ကျွန်တော် long term plan ပေါ့နော်အဲငါးနှစ်တာဆယ်နှစ်တာစီမံကိန်းနေအဲ့လိုမျိုးဆွဲတဲ့အခါမျိုးမှာဒီ chalk key ဆိုတဲ့ vocabulary တွေ့ရတယ်အဲ့တော့ key နဲ့ဆုံးတာဖြစ်တဲ့အတွက် key gun ဆိုတဲ့ vocabulary ရေးမယ်ပေါ့နော် key gun key gun ကကြတော့ deadline ပေါ့နော်အဲတတ်မှတ်ထားတဲ့ limit ပေါ့နော်ဘယ်ဘယ်နေ့နောက်ဆုံးဆိုတဲ့ခီကန်ခီကန်ဆိုတဲ့ vocabulary ရေးမယ်နောက်ကစကားလုံးလေးကဒီခါဂီတူဆိုတဲ့စကားလုံးလေးနဲ့စုံထားရပေါ့နော်အဲ့တော့ဂန်နဲ့စတဲ့ vocabulary ဆိုလို့ရှိရင်ကျွန်တော်က gan day ဆိုတဲ့ vocabulary ရေးမယ် gan day hin တို့ပါလို့ဆိုလို့ရှိရင်ကျွန်တော်ဒါလုံးဝ limited ပစ္စည်းတွေပေါ့နော်သူထုတ်တလောက်ပဲရောင်းတာပေါ့နော်ကုန်ဝိုင်းထက်ဝယ်လို့မရတော့ဘူးဆိုတဲ့ပါညာပေါ့နော်အဲ gan day ဆိုလို့ရှိရင်သူ limit ဆိုတဲ့စကားလုံးလေးအဲ့တော့ gan day ဆိုတဲ့ vocabulary ရှိမယ် ထိန်းနဲ့စုံတာဆိုတော့ထိန်းနဲ့စမယ်ထိန်းနဲ့စမယ်ဆိုလို့ရှိရင်ဗါရီထိန်းနဲ့စတာတွေအများကြီးရှိတာပဲလေเนาะကျွန်တော်ဒါမဲ့ဒီမှာတော့ကျွန်တော်ထိန်းကီဆိုတဲ့ vocabulary ရေးလိုက်မယ်ထိန်းကီ define သတ်မှတ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ထိန်းကီစုတို့ထိန်းကီ short ဆို definition document တို့ပါတို့ထိန်းကီစုတို့သတ်မှတ်တယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်အိတ်ကီကကြတော့ဒီလိုမျိုးဂီမှုတို့ပါတို့ရဲ့ကီလေးဖြစ်ပါဂီမှုကကြတော့ duty ပေါ့เนาะဂီမှုခေါ်ဤခုဆိုလို့ရှိရင်ဒါမသိမနည်းပညာရေးစနစ်အဲတာဝန်ဆိုတဲ့စကားလုံးလေးပေါ့เนาะအဲ့တော့ဒီမှာကျွန်တော် vocab စုစုပေါင်း စလုံး20ဟိုတောက်လျှောက်ရေးသွားလိုက်တယ်ဗောနော်တောက်လျှောက်ရေးသွားလိုက်ဒါရီဒီဒီကိုင်းအဲ့တော့ဘာဘာထူးခြားလဲဆိုတော့ဒီလိုလေးတွေဒီလိုလေးဆက်နေရအဲ့တော့ ကိုရေးချင်တာလည်းရေးလို့ရပါတယ်ဘော့ကပ်တွေလည်းချက်ချင်တာလည်းချက်လို့ရတယ်ဒါပေမဲ့စုံတဲ့စကလုံးလေးနဲ့ဒါစပြီးတော့ဘော့ကပ်နောက်တစ်ခုစဉ်းစားမယ်ဆိုလို့ရှင်ကျွန်တော်ရဲ့အုံနောက်ကအလုံးလုံးတဲ့အဲ sales တွေကပေါ့နော်ပုံမှန်ဟိုတွေ့ကြရရေးတာတဲ့တွေ့ကြရရေးတာတွေ့ကြရချက်တာအဲ့လိုမျိုးပြောရင်တော့မကောင်းဘူးပေါ့နော်ဒါပေမဲ့နည်းနည်းလေးပို့ပြီးတော့ပေါ့နော်သူများရဲ့တဲ့နှစ်ဆပို့ပြီးတော့အလုံးလုံးရတယ်ဘာလို့ဆိုတော့ခေါင်းထဲမှာ limitation ရှိတာဟို limitation ရှိတော့အဲ့လိုအများကြီးထဲကမှကိုသူတက်ဆိုင်တဲ့စကလုံးမျိုးထပ်ပြီးရွေးထုတ်ရဖြစ်တယ်ဆိုတော့အုံနောက်ကအလုံးလုံးတာပို့ပြီးတော့မြန်လာတယ်ပေါ့နော်အဲ့လိုမျိုးအဲ ီလိုမျိုးလေးစာကြက်လို့ရှိရင် backup ဒီကလေပို့ပြီးတော့မှတ်မိလာရယ်ပေါ့နော်အဲ့တော့ဥပမာပေါ့နော်ဒီ backup လေးဒီဗီဒီယိုကြည့်ပြီးသွားပြီးတော့စာပြန်နှွေးချင်တယ်ဆိုလို့ရှိရင်အကုန်လုံးကြက်စရာမလိုဒီမှာ diary ဆိုတဲ့တလုံးကိုပဲမှတ်ထားလိုက်ပြီးအောက်ကအောက်စာတွေကကိုယ့်ဘာကိုထပ်ပြီးတော့စဉ်းစားသွားလိုက် read နဲ့စာဆို read guide kindness kindness စာရာဆိုတော့အဲ kindness ရှင်းပြတယ် system may may ခခု ခခုနေကျွန်တော်တော့မှဒီအလုံး30လုံးတခါတည်းအလို့ရွတ်လို့ရရယ်ပေါ့နော်အဲ့ဒါကြက်ထားတာမဟုတ်ဘဲနဲ့သူ့ဘက်သူ ထက်ထက်ထက်ပြီးရွတ်သွားပါတော့เนาะအဲ့တော့ဒါကလေဒါစာချက်နီးလမ်းနေတဲ့ကအဲအတုံးဝင်မင်းနီးလမ်းလေးတစ်ခုဖြစ်ပါတယ်အဲ့တော့အလုံး20အလွတ်ရတဲ့အထိချက်ပေးပါအောင်เนาะအဲ့တော့ချပြီးတော့လည်းရေးထားပါအလွတ်ရတဲ့အထိလည်းထက်ခါထက်ခါအဲမှတ်ပေးပါเนาะ